တန်တာမိုးတိန်စာတဲဆွငင်ကိုထိတ်တန်းမင်းသမီးဖြစ်အောင်ဆင်တင်ပေးတော်မယ်ကိုရွှေမန်းရုပ်ရှင်လောကမှာရွှေနတီရွှေရီရုပ်ရှင်ထုတ်လုပ်ရင်းနဲ့ပရိုဂျူဆာကိုရွှေမန်းဆိုရာနာမည်ကြီးပီးသားပါအရှင်တို့ကတော့ဒီထုတ်လို့ရရင်မျက်နှာဖုံးမင်းသမီးနေရာကိုတရုတ်ဆောင်တန်တာမိုးတိန်ကရယူထားခဲ့တာအလုံးသီးပါပဲ။ကိုရွှေမန်းနဲ့တန်တာမိုးတိန်တို့ရဲ့တန်ရောစဉ်ကြောင့်သူမကိုပင်တိုင်မင်းသမီးအဖြစ်မြေတောင်မြောက်ပေးခဲ့ပြီးစကားပေါင်းများစွာရိုက်ကူးခဲ့ပါတယ်။ ဒါပေမဲ့အခြေအကန့်ကြမှာပြောင်းလဲကြောင်းသူတို့နူးလမ်းခွဲခင်ရပြီးနောက်မှာကိုရွှေမန်းကလည်းအိမ်တောင်ပြုတ်သွားခဲ့ပါတယ်။ဒီအချိန်ဒီမှာရုပ်ရှင်ထုတ်လို့ရင်းနေနေပင်တိုင်မင်းသမီးနေရလစ်လက်သွားခဲ့ရကနေအခုခါမှတော့မျိုးဆက်တဲ့လမယ်လေးတဲဆူငင်းကိုအစားထုတ်ပြီးထိတ်တန်မင်းသမီးဖြစ်အောင်စင်တင်ပေးဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ရဲ့နောက်ွယ်မှာအမကန်းစာချုပ်တံမိုးတစ်ခုပါဝင်နေပါတယ်။ ။တန်ဆူနီယာရွှေနေတီရွှေရင်နဲ့တနစ်တာစာချုပ်ထုတ်ဆောင်လိုက်ပြီးတန်ဘောအဖြစ်မြန်မာငွေ3000အထိရှိတယ်လို့သတင်းထွက်ပေါ်နေပါတယ်။ဒါလက်ရှိအချိန်မှာဝါရင်မင်းသမီးကြီးတွေဖြစ်တဲ့ဝမ်မုံရွှေရင်ဖွဖွေးလိုတော့မရရှိနိုင်တဲ့စံချိန်ပြပမာဏတစ်ခုဖြစ်ပါတယ်။ဒါပြင်ဒီလိုငွေချင်းမြောင်များပုံရောလိုက်တာဟာကိုရွှေမန်းရဲ့စီးပွားရေးအကွက်မြင့်မှုကိုလည်းပြသနေပါတယ်။လက်ရှိရုပ်ရှင်လောကမှာမင်းသားတွေကရှာပါနေသလိုမင်းသမီးတွေကလည်းရွေးချယ်စရာနေပါလာပါတယ်။ ဒီအချိန်မှာ social media ပေါ်မှာ follower တန်းချီရှိပြီးနိုင်ငံတကာပြည်သက်တွေပါရရှိထားတဲ့တဲဆူငင်းကိုမင်းသမီးတင်လိုက်တာဟောင်းရှုံတင်ငွေအတွက်တေချာပေါအာမခံချက်ရှိတဲ့ယင်းဒီမြုံနှံမှုတစ်ခုပါပဲတဲဆူငင်းဘက်ကကြည့်ရင်လည်းဒါစိန်ခေါ်မှုကြီးတစ်ခုပါပဲအနာမေဘွားတို့ကလို့လှယုံနေမပြီးပဲတင်းဥဆောင်ပြပြမှုဇက်ကောင်စရိုက်ကိုပိုင်နိုင်မှုဆိုတာကတော့သူမရဲ့ကြိုးစားမှုအပေါ်မှာမူတည်နေပါတယ် တန်တာမိုးသိန်းကတရုတ်ဆောင်ကောင်းသူတယောက်ဖြစ်ခင်တာမို့သူနေရာမှာစားထိုးဝင်ရောက်မဲ့တဲဆူငယ်အနေနဲ့ပြည်သက်ရဲ့နှိုင်းရှင်မှုကိုကြော်ဖြတ်နိုင်မလားဆိုတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။ကိုရွှေမန်းအနေနဲ့ဘာကြောင့်တဲဆူငယ်ကိုရွေးချယ်ခင်တာလဲဆိုတဲ့ဖြေကတော့ခိရင်စီကြောင့်နဲ့လူငယ်ပြည်သက်ကြောင့်ပါပဲ။ဝမုံရွှေကြီးတို့ဖွဲ့ဖွဲ့တို့ဟာအောင်မြင်နေစေဖြစ်ပေမယ့်အတိုင်းရွယ်ရောက်လူလက်ပိုင်းရွယ်ရောက်ရှိလာကြပါပြီ ရုပ်ရှင်ဈေးကွက်မှာလူငယ်စံနဲ့လက်ဆက်တဲ့မျက်နှာတွေကိုပရိသတ်တွေကတောင်းဆိုနာချိန်မှာဒဲဆုံငင်းကအတင်းတော်ဆုံးဖြစ်နေပါတယ်။ Miss Grand International ပြိုင်ပွဲကနေရရှိလာတဲ့နိုင်ငံတကာအတွေ့အကြုံ၊ Kimmy's Fashion နဲ့လူငယ်ပရိသတ်တွေရဲ့အားပေးမှုတွေကသူမကိုထိတ်တန့်မင်းသမီးဖြစ်တွန်းပို့ပေးမယ်အားရပါပဲ။တန်တာမိုးတိန်အတွက်တော့ဒါအကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပေမယ့်ဒဲဆုံငင်းအတွက်ကတော့ရုပ်ရှင်လောကမှာထိတ်တန့်မင်းသမီးဖြစ်လာဖို့ Academy စုဝင်ရှာနိုင်မှုအခွင့်အရေးရရှိသွားတာဖြစ်ပါတယ်။ ပရိုဂျူဆာကိုရွှေမန်းရဲ့ငွေကြေးအင်အားနဲ့တွန်းတင်ပေးမှုတဲဆုညင်ရဲ့ပင်ကိုလာနဲ့အရေးချင်းတို့ပေါင်းဆက်လိုက်တဲ့အခါမှာတော့မြမရုပ်ရှင်လောကမှာနောက်ထပ်စူပါစတားတစ်ပွင့်ထပ်မံပေါ်ထွက်လာဖို့ရှိနေပါတယ်။ကေပရိသတ်ကြီးရဲ့တန်တမိုးတဲ့နေရာမှာအစားထိုးပြီးနေရာရလာတဲ့တဲဆုညင်ရဲ့အနာဂတ်ကိုဘယ်လိုမြင်ကြပါသလဲ။ကိုရွှေမန်းရဲ့မြေတောင်မြောက်ပေးမှုနဲ့တူတဲဆုညင်တရားထိတ်တန့်မင်းသမီးဖြစ်လာနိုင်မလားဆိုတော့မိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။